အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စက်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ်မေလ16ရက်တောက်ကြံနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းနထိုးကြီးရဖြစ်စဉ်လေးနဲ့ဖွင့်လိုက်ကြအောင်ပါဇမန်လေးမနဲ့9နာရီခွဲကမှာနထိုးကြီးမျိုးပေါ်နဲ့ဝင်းကျင်ဦးကာကွယ်ရေးတပ်ဖွဲ့အာလူအင်အားတစ်ထောင်နီးပါးဝင်လာတယ်လို့အသိငယ်တဲ့ကုလရွှေကိုအော်နေကြပါတယ်မြေပြင်မှာအင်အားအဲ့ဒီလောက်မများနိုင်ပါဘူးနထိုးကြီးမျိုးအရှင်းမြောက်ဖက်9မိုင်ကျော်အကွာဝေးကဝယ်လူနေမြေရဲစခန်း ခြံမှန်းမြေပုံညို GU 895836မှာစစ်ခြေခံ၄ပြင်းတက်ကဘူကြီးဦးစီးတဲ့အဖွဲနဲ့ရဲဦးဦးစီးတဲ့အဖွဲအခြေပြုနေတာဖြစ်ပါတယ်။ဇမန်လေးမနဲ့6နာရီထိုးကန်ဒီအချိန်မှာတော့ကာကွယ်ရေးအင်အားစုတွေအားစူပါစခန်းကိုအင်အား30စစ်ကြောင်းတစ်ကြောင်းနဲ့အင်အား50စစ်ကြောင်းတစ်ကြောင်းနဲ့နှစ်ဖက်ညှက်ပြီးဆက်လက်40မမလောင်းချာစနိုက်ပါလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ထားပါတယ်။မနဲ့6နာရီထိုးချိန်မှာတော့ဖမ်းဆင်မှကြေးရွာတဘာဝတောင်ဝိပိုင်လိုက်နီခမန်းမြေပုံညို GU 73936မှာအခြေပြုထားတဲ့ အမှတ်တကျမလို့အကြီးစားဆက်ယုံကဘူကြီးဦးစီးတဲ့အဖွဲ့နဲ့နထိုးကြီးမျိုးမရဲစခန်းကဒူရဲဦးစီးတဲ့အဖွဲ့ကိုကာဝေးရေးအဖွဲ့လေးအားစီစဉ်ဆက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ထားပါတယ်နထိုးကြီးမျိုးရဲ့အရှိတ်ပြင်းစီမှာရဲတပ်ရင်းကဒုတိယရဲမိုးကြီးဦးစီးတဲ့စစ်ကြောင်းတစ်ခုအခြေပြုတပ်ဆွဲထားတာလည်းရှိပါသေးတယ်အပေါင်းတို့စီးရင်တွေကတော့စီစဉ်နေစဲတာဖြစ်ပါတယ်ကာဝေးရေးတပ်ဖွဲ့တွေဟာဇမန်နေ့ညကအဆိုပါနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့တီထားရပါတယ်မန္တလေးတိုင်း တပိတ်ချင်းမြို့နယ်ပိုးမှန်ရွာကိုဒေသောင်းတိုက်ခိုက်မှုပြုလုပ်ထားပါတယ်။လုံခဲ့တဲ့ရက်ကမန်းလေးပဲချန်းစကိုင်းဒရာနာပေါက်မှာသုံးလောင်းပြန်လူတက်မှုဖြစ်ပေါ်ခဲ့ပါတယ်။စကိုင်းတိုင်းထဲမှာ73စီကန့်တ်မှုတွေရှိနေတော့စကိုင်းဒေသခံတွေဟာဆိုင်ငယ်တွေနဲ့စီကုံကူးကြပါတယ်။မန်းလေးဘက်မှာစီတိုးရတာ6တော့စကိုင်းကနေစီကုံလာကူးကြတာဖြစ်ပါတယ်။စကိုင်းဒရာအစင်းနဲ့အတက်နှစ်ဖက်စလုံးစစ်ကောင်စီစစ်ဆေးဂိတ်တွေရှိနေတာဖြစ်ပါတယ်။လုံခဲ့တဲ့နှစ်နှစ်ကစကိုင်းဒရာကိုကျွန်တော်ကိုယ်တိုင်တဲထိတ်ရင်ဖို့ဆိုတာခက်တီတီနဲ့ဖြတ်တန်းခဲ့ရတာလည်းမှတ်မိနေပါသေးတယ်။ လင်မယားနှစ်ယောက်မောင်းနေလာတဲ့ဆိုင်ကယ်ကိုရေတန်းရက်ကနောက်ကစီးနေလာတဲ့မိမဖြစ်သူကိုလှမ်းပြီးဆွဲချရမှာပြုတ်ကျပြီးပွဲချင်းပြီးတေဆုံးခဲ့ပါတယ်မိမဖြစ်သူမျက်စိရှိရင်တေဆုံးသွားရတဲ့အတွက်ယောက်ျားဖြစ်သူဟာရေတန်းရက်ကိုပါလာတဲ့ဓားနဲ့မသိမချင်းထိုးတက်ပါတော့တယ်အဲဒီခါမှာဆိုပါယောက်ျားကိုစစ်သားရဲသားတွေက YD ပြစ်ခတ်ရနေရာမှာတေဆုံးခဲ့ပြီးတုံးလောင်းကြိုင်တေဆုံးမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် AR တိုင်းကျုံမြောက်ခရိုင်ဖျားကုန်းကြီးရွာမှာအုပ်ချုပ်ရေးမှုနဲ့ယာယီမှုပေါင်းပြီးဒေသခံတွေကိုစစ်မှုတန်းကြီးအာရမကောက်ခံနေပါတယ် အသက်16နှစ်နဲ့35နှစ်ကြားလူငယ်တွေကိုတဦးလင်သသိန်းခွဲအသက်36နှစ်50ကြားလူကြီးတွေကိုတဦးလင်5000လုံးဖြစ်ပါတယ်ကြီးပွားရောက်လူငယ်တွေရဲ့မိဘတွေကိုလည်းသသိန်းခွဲကောက်ခံနေတာဖြစ်ပါတယ်ဒေသခံပြည်သူတွေမှာရှိတာလေးနဲ့ပေါင်နိုင်ရောင်းချပြီးခက်ခဲစွာရှာဖွေပြီးပေးနေရပါတယ်မြို့ဝကျွန်တော်ဒေသမှာလူသစ်တယောက်ရဲ့ပေါင်စည်းဟာ3180ခန့်ဖြစ်ပါတယ်အုပ်ချုပ်ရေးမှုနယ်နယ်ဝင်းဟာဝန်ကြီးချုပ်တင်မာဝင်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တာမို့အခုလိုထင်ရလုပ်နေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ် ောက်ဖြူတိုက်ပွဲအချိန်မြင့်စာပြုလာစဉ်မှာကျောက်တော်မျိုးနယ်ကဆေးပြစ်မှတ်မဟုတ်တဲ့အရက်ဖက်ပြစ်မှတ်တွေကိုကြီးဥတီတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ကျောက်တော်မျိုးဟာအန်းစစ်တွေကားလမ်းမှကြီးဘေးမှာကက်လျက်တီးရှိတာမဟုတ်ပါဘူး။မျိုးရင်းကိုသွားကျင်နေဆိုရင်တော့အနေငယ်လမ်းပါတယ်။မဟာမုဏိဖရာကြီးကတော့ကားလမ်းဘေးကက်လျက်တီးရှိတာဖြစ်ပြီးပလောဝလမ်းခွဲနဲ့များစွာမဝေးကွာလှဘူးဖြစ်ပါတယ်။ညအောင်မျိုးကိုအလေတဲတဲကနေဖြတ်တန်းသွားရတယ်လို့ဖြစ်ပြီးရှေးအောင်မျိုးတို့တကားကနေကားလမ်းမှကြီးဟာဖောက်လုထားတာဖြစ်ပါတယ်။ဗကံမှာဆိုရင်စရပါတကားလိုမျိုးဖြစ်ပြီး အဆိုပါတကားရဲ့နာမည်ကိုတော့တေချာမှတ်ထားပေမဲ့ပြန်စဉ်းစားလို့မရဖြစ်နေပါတယ်။ကချင်ပြည်နယ်အင်တော်ကြီးဒေသဆက်တွင်းကုန်းမှာရမန်နေ့ညနေ့ထိထိတွေ့မှုဖြစ်ပွားနေဆဲဖြစ်ပါတယ်။တိုင်လေရဲ့နှစီရဲရဲ့နှစီနဲ့၃ချိန်၄ချောင်းတက်ခိုက်မှုပြုလုပ်ထားပြီးစီးကိုက်မှုရှိမရှိတော့မသိရသေးဘူးဖြစ်ပါတယ်။မကွေတာအထက်မင်းလာမလွန်တက်နေတဲ့မှာအင်အား၈၀ခန့်ရှိတဲ့စစ်ကြောင်းလှုပ်ရှားနေဆဲဖြစ်ပါတယ်။တပြန်နေ့ထိတွေ့မှုမှာမက်ဆီ၄ယောက်လို့သိရပေမဲ့အတီပြုတ်ရန်စီစစ်နေသေးတာဖြစ်ပါတယ်။အဆိုပါစစ်ကြောင်းဟာရွှေချောင်းလမ်းမတော်တတော်ရုံမှာယာယီခြေပြုလျက်ရှိပါတယ်။ ဂျမန်နေ့နေ့လယ်ပိုင်းမှာတော့ရွှေချောင်းလမ်းမကြီးဘက်ကလူမရှိတဲ့နေအိမ်တွေကိုတော့ဖျက်ပြီးပစ္စည်းတွေယူဆောင်နေကြပါတယ်။ကြောက်ထအုပ်ဖို့တဝိုက်မှာထိတွေ့မှုရှိခဲ့ပြီးအပေါင်းနှုတ်စီစစ်နေသေးတာဖြစ်ပါတယ်။ယနေ့တရားကျင့်တော်ကိုထောင်ပိုင်းအသည့်အစိုးရအောင်ရောက်ရှိလာပြီးလွှဲပြောင်းလက်ခံပြုလုပ်နေပြီဖြစ်ပါတယ်။ဖာတီလိုဟာဒေါနာအချီအရှိချမ်းကိုထိုးစစ်မရသေးဘူးဖြစ်ပါတယ်။ယူရီးယားနယ်စပ်အနီးမှာရှိတဲ့မယ်လမော်ကွီလူစခန်းကိုဂျမန်နေ့မနေ့ပိုင်းမှာစတင်တိုက်ခိုက်နေပြီးဂျမန်နေ့ညနေပိုင်းမှာတော့စစ်ကောင်စီဟာအဆိုပါစခန်းကိုအပြေးပိုင်းလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။ ဆိုပါစကားဟာလိုင်းပွဲမြို့နယ်ဝီလယ်မူမဲလာယွာနီမှာတရှိတာဖြစ်ပြီးတိုက်ပွဲကြောင့်ဒေသခံ၄၀၀ကျော်ယူရီးယားဘက်ကိုထွက်ပြေးသိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ KNL တပ်မခုနှစ်ပူပေါင်းဖွဲ့ရာတာလက်စကန်ကို၃ရက်အတွင်းရအောင်မကြသေးခင်ကလည်းသိမ်းပိုက်ထားခဲ့တာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲစုံနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်